ခဗျာနာမေက မျိုးစိကောင်းစီကီခစ်ထက် အမေရိကပြင်းရည်တဲ့ကဗျာကဘာမီအတွက်အဟာရလည်းဖြစ် ကောင်းရာကောင်းကြောင်းအကောင်းတွေးပြီးအတွေးကောင်းနဲ့တိုးတက်ဖို့ရာ မျိုးစိကောင်းတော့ချခဲ့ပါရက်မူပြီးရေးတဲ့ကြပြရက်တော့ချင်အောင်ဖတ်လို့ကောင်းခေါင်းထဲဒီအရင်ငွေရောက အနာဂတ်တွေပျောက်ပြီးအရက်ကြီးပဲထိုင်တောက်ချင်တော့တယ်စိတ်ကြိုက်မှုပါအနာဂတ်ကိုအစိတ်ခတ်မသွားပါနဲ့စိတ်ကြိုက်မှုပါအနာဂတ်ကိုအတွေးမှာတွင်ပြီးတင်းတမသွားပါနဲ့စိတ်ကြိုက်မှုပါမျိုးအဆက်ဆက်ကျွန်းအခါကကျွန်းသက်ရှိအောင်နီလန်အလွယ်ထားမသွားနဲ့မျိုးစည်းကောင်းတာချခဲ့ပါ ပင်ရေးတဲ့ကဗျာကဘာမီအတွက်အဟာရလည်းဖြစ်ကောင်းရာကောင်းကြောင်းအကောင်းတွေးပြီးအတွေးကောင်းနဲ့တိုးတက်ဖို့ရာမျိုးစည်းကောင်းတော့ချခဲ့ပါကီကစ်ထက်အမေရိက2023ဒီဇင်ဘာ20ရက်နေ့ရေးသားသည်တွေးကောင်းပေမဲ့လေကောင်းတဲ့အကြောင်းအရာကိုမတွေးဘဲရေးတဲ့အခါ အဲ့ဒီမကောင်းတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားပြီးတော့စာဖတ်သူတွေအနေနဲ့မကောင်းတာကိုအကောင်းထင်ပြီးတော့အတွေးမှားတွေအတိုင်းလိုက်လုတတ်တယ်။ဆိုးတဲ့အကြောင်းအရာတွေကိုအကောင်းထင်သွားတဲ့အခါစာဖတ်သူတွေရဲ့အတွေးခေါ်တွေဟာအမှောင်ကျတဲ့အထိဆိုးွားစေတယ်။ဒါဟာလူတယောက်ကိုတဏှာနဲ့တည်အောင်ပြစ်တတ်တာတစ်ခုဆိုးတယ်။အတွေးမှားဝင်သွားတဲ့အခါ လုံရအမားတွေလုံမိတဲ့အထိဖြစ်သွားစီတယ်။လူတယောက်ကိုတနက်နေ့ပြစ်တတ်ရင်အဲဒီလူအသက်တစ်ခုပဲသေးတယ်။ဒါပေမဲ့လို့အတွေးခေါ်မှားအောင်လုပ်လိုက်ရင်တော့သူ့ရဲ့မျိုးဆက်အစဉ်စစ်သေပါတော့တယ်။ဒါဟာတိတ်ကြောက်စရာကောင်းတယ်။ဒါကြောင့်မို့လို့အတွေးကောင်းတဲ့ဆိုင်ရရှိရာ ဖြစ်ပေမဲ့လို့လေအကောင်းမတွေးပဲမကောင်းတဲ့အကြောင်းအရာတွေကို သူ့စာရင်းနဲ့ပေါင်းစပ်ပြီးတော့စာဖတ်သူကိုကြွေးခြင်းဟာ ပုံနောက်အစိတ်တင်အောင် လုပ်ခြင်းနဲ့အတူတူပဲဖြစ်တယ်။ဒါကြောင့်မို့လို့လောက်စာရေးကောင်းတဲ့စာရေးရှိရာဖြစ်ပါစေ။ကောင်းတဲ့အကြောင်းအရာမဟုတ်ဘဲတင်ပြရတဲ့စာမျိုးကိုဘယ်သောအခါမှ မဖတ်ပါနဲ့။အကောင်းတွေးပြီးကောင်းအောင်ရေးထားတဲ့ကြပြားတွေစာတွေကိုဖတ်ပါလို့ရိုးစက်တွေကိုတရင်စကားပါလိုက်ပါတယ်။စာရေးသူတွေလည်းအတွေးကောင်းတဲ့ အကောင်တွေးပြီးရေးနိုင်ကြပါစေ။ကေခစ်ထက် အမေရိက2023ဒီဇင်ဘာ20ရက်နေ့ဤသားသည်